ယခုချိန်ခါမှာသင်္ကြန်ကမ္မထာသင်္ချာရမှာဖြစ်ပါတယ်။သင်္ညာကမ္မထာသင်္ချာနေဆိုတာတိတံအချိန်တမ်းမှတ်ပြီးတော့သင်္ချာလုပ်ပါမယ်သင်္ချာဟန်အချိန်မတတ်ပတ်ခြင်းလည်းပဲတဏှာနဲ့တဏှာကိုကျော်နှံ့ပြီးတဲ့အချိန်တိုင်းဟာ သိဉာဏ်ကမ္မထာသတ်မှတ်ရမှာဖြစ်ပါတယ်ဒီချိန်မှာယောဂိညာသိဉာဏ်ကမ္မထာစိတ်ကံဖို့အလုံးစိတ်တော်တဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်ယောဂီပုဂ္ဂိုလ်များဟာမိမိတို့ရဲ့ဆောင်းလဲမှာအစ္စကအေယဝဘသကတုဆိုခြင်းဖြင့်အချင်းကိုသဟာတမဖြုံးတိကြပါနဲ့ ဈဉ္ညာကမ္မထာများဒီပြန်ပြရမှာဖြစ်ပါတယ်ဈဉ္ညာကမ္မထာဆိုတာဈဉ္ညာဆိုတာကလာလျှောက်ခြင်းကမ္မထာဆိုတာကတရားတော်ကိုခြင်းတရားရှုမှတ်ခြင်းသတိပဋ္ဌာန်ကိုခြင်းဒီလိုလေ့လာရပါတယ်လမ်းချောင်းချင်းရိယာပုံတဲ့တရားနှလုံးသွင်းနေမယ်။လမ်းချောင်းချင်းရိယာပုံတဲ့ တရားချွတ်မှတ်နေမယ်တတိပဋ္ဌာန်ခိုင်းနေမယ်ဆိုရင်အဲ့ဒါသိဉာဏ်ကမ္မထာဖြစ်ပါတယ်။ဒါကြောင့်ယောဂီပုဂ္ဂိုလ်များဟာယခုအချိန်ခါမှာတတိပဋ္ဌာန်ခိုင်းပြီးတော့လမ်းချောင်းချင်းစီရာပုဂ္ဂိုလ်ဆောင်ရွက်ကြရမယ်။ပထမဆုံးမိမိရောက်နေတဲ့နေရာကနေပြီးတော့ နေရအတိုင်းတာကလေးကိုသတ်မှတ်ထားဒါကြည့်တခြားကိုဖြစ်စေတင့်တော်တဲ့မြေကြောင်းများဆုံယောက်ခလုတ်ကင်းတဲ့အရာကိုဖြစ်စေနေရဒီသာကလေးကိုသတ်မှတ်ပြီးတော့ဒီနေရာကလေးမှာသိညာကမ္မတာသိဖြတ်မယ်လို့အဲ့ဒီလိုဆုံးဖြတ်လိုက်ပါဆုံးဖြတ်ပြီးဒီနေ့တကယ်လဲခြေတော်ကလေးရစိတ်ကလေးကိုသုစည်း င်လွာလေးချထားဟိုကြည့်ဒီကြည့်ဘယ်ကောင်မှမကြည့်ဘူးဘယ်ကောင်မှအာရုံမပြုဘူးကြွားဟန်းနေတဲ့လမ်းခရီးတစ်လျှောက်ကိုပဲအာရုံပြုမယ်အဲ့ဒီလိုစိတ်ဆုံးဖြတ်ထားပြီးတော့လေးတော်ခမ်းမြအရာကလေးကိုမြင်လွာလေးချပြီးတော့အာရုံစိုက်ထားမိမိရဲ့စိတ်ကိုတော့ကြွားဟန်းနေမဲ့ ယောက်ခန္ဓာအမှုရာပေါ်မှာတတိလေးကထားပေးပါအဲဒီတော့တတိလေးကထားပေးပြီဆိုရင်ဘယ်ခြေတော့ကိုပဲဖြစ်စေညာခြေတော့ကိုပဲဖြစ်စေခြေတော့တစ်ခုခုကိုစတင်ပြီးတော့ကြွားနာပေးရမှာဖြစ်ပါတယ်ကြွားနာတော့မယ်ဆိုတာနဲ့တပြိုင်နက်ကြွားနာတော့မယ်လို့စိတ်ကလေးဖြစ်ပေါ်လာတာကိုတတိကပ်ပေးလိုက်ညာခြေတော့ကစကြွားရတယ်ညာခြေတော့ ပဲခြေတော့ကစကြွရတဲ့ပဲခြေတော့စတဲ့ကြွတဲ့ပဲခြေတော့ခလေးကိုအာရုံပြုလိုက်ပါခြေတော့ခလေးကြွလာပြီကြွလာတဲ့ခြေတော့ခလေးဟာသူ့ကြည်သက်သက်နေတော့မိခင်ကိုချထားတယ်ကြွကျင်တဲ့စိတ်ကလေးပေါ်လာတော့မှခြေတော့ခလေးကြွလာတယ်ကြွကျင်တဲ့စိတ်ကနတရားကြွလာတဲ့ခြေတော့ကယုတ်တရား အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေလေကြာကျင်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အချိန်မှာမိမိရဲ့ခန္ဓာကိုယ်မှာစိတ်ကြောင့်ဖြစ်တဲ့စိတ္တဇဝါရောတ္တတွေအနေနဲ့များပြတ်နိုင်ပြီးတော့ပေါ်လာပါတယ်အဲဒီလိုပေါ်လာလိုက်တဲ့နေ့တိုင်းနဲ့အခြားခြားသောကျုပ်တဘာဝလေးတွေကပေါက်ဆံပြီးတော့ ခြားထားတဲ့ခြေတော်ကလေးကိုအပေါ်မြောက်အောင်ရောက်ပြီးပေးလိုက်ပါလေ။အဲ့ဒါကိုခြေနှမ်းနှမ်းရဲ့လို့ခေါ်တယ်။ဒီတော့ယောဂီပုဂ္ဂိုလ်များဟာယောဓမ္မနာဓမ္မကိုသာအာရုံပြုပြီးတော့ရှုကြည့်ကြရမှာဖြစ်တဲ့အတွက်ခြေတော်ဆိုတဲ့ပုံမှန်တရားကြီးကိုမမြင်သေးနဲ့ခြေတော်ဆိုတဲ့ပုံမှန်တရားကြီးကိုကြော်ပြီးတော့ဒီပုံမှန်တရားကြီးအတွင်းထဲမှာရှိနေတဲ့ကြွတတ်တဲ့သဘော ရွေးတတ်တဲ့သဘော၊ငြိမ်တတ်တဲ့သဘော၊လှုပ်ရှားတတ်တဲ့သဘော။အဲ့ဒီသဘောကလေးတွေကိုအာရုံပြုပြီးတော့ကြည့်ပါ။အဲ့ဒီသဘောကလေးတွေဟာမိမိရဲ့စိတ်ဆန္ဒအားဖြင့်တော့အမျိုးမျိုးဖြစ်နေတတ်ပါလေ။မိမိစိတ်ကကြွကျင်တဲ့စိတ်ပေါ်ရင်အဲ့ဒီသဘောတရားကလေးတွေကကြွပါဖန်တီးပြတတ်တယ်။မိမိစိတ်ကစမ်းကျင်တဲ့စိတ်ပေါ်ရင် အဲ့ဒီလိုသဘောတရားကလေးတွေကလမ်းကြီးဆိုတဲ့အမှုများကိုဖန်တီးပေးတတ်ပါတယ်။အဲ့ဒီလိုဖန်တီးပေးလိုက်တဲ့အတွဲပညာတင်ထားတဲ့ဟောဒီကောင်းပန်းလာခြေတော်ကြီးဟာအောက်ချထားရကနေပြီးတော့အဘောကိုမြောက်တက်လာဖြစ်ပါတယ်။အဘောကိုမြောက်တက်လာပြီးတော့ရှေ့ကိုတိုးသွားတာဖြစ်ပါတယ်။အဲ့ဒီရှေ့ကိုတိုးသွားရကနေပြီးတော့ဉာဏ်သက်တဲ့ဝါရောတက်က ။တန်တိပြလိုက်ပြီရဲ့ပဲခြေတော်ကလေးဟာမိပင်ကိုပြန်ပြီးတော့ကြာသွားတာတွေ့ရပါတော့တယ်။တာမန်ကြည့်မယ်ဆိုရင်ခြေတော်ကြီးကြွတယ်၊လှမ်းတယ်၊ခြားတယ်လို့ဒီလိုတွေ့ရမှာပါ။ဒါဟာကံမြင်ခန္ဓာလို့ခေါ်တယ်။ပဂရိမျက်စိနဲ့မြင်ရတဲ့ပညာရုပ်အတောင်အထည်ကြီးဖြစ်ပါတယ်။သောတာယောဂီပုဂ္ဂိုလ်များကယခုအချိန်ခါမှာ တဏ္ဍင်ခန္ဓာကိုကြည့်ရမှာမဟုတ်ပါဘူး။ဉာဏ်မြင်ခန္ဓာကိုကြည့်ရမှာပါ။ဉာဏ်မြင်ခန္ဓာဆိုတာဉာဏ်နဲ့ကြည့်မှသိရခန္ဓာကိုပြောတာပါ။ဉာဏ်နဲ့ကြည့်မှသိရမယ့်ခန္ဓာဆိုတာအကောင်းခက်လည်းမရှိဘူး၊အတုံးခက်လည်းမရှိဘူး။ပုံမှန်ဆိုတာလည်းမရှိပါဘူး။သဘောတရားသက်သက်ကဖြစ်ပါတယ်။အဲ့ဒီသဘောတရားသက်သက်ကဉာဏ်နဲ့ဉာဏ်အောင်ကြည့်ဖို့လိုတယ်။ အဲ့ဒီသဘောတရားသက်သက်ဟာနတ်တရားနဲ့ယုတ်တရားကဖြစ်ပါတယ်။သွားခြင်းနေတာကလည်းသွားနေတဲ့အမူအရာကယုတ်။ခြေတော်ခရစ်ကြောင့်ဖန်တီးပေးတာကလည်းခြေတော်ခရစ်ကြောင့်လှူရှားပေးတာကယုတ်။နန်းနဲ့ယုတ်တရားသဘာဝပူးပေါင်းပြီးတော့ကြော်လိုက်ခြင်းဆိုတဲ့အမူအရာကိုဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်ပေးလိုက်တဲ့နေ့တည်းကျရင် နောက်ထပ်အစ်စ်စ်ပေါ်တဲ့တရားကလေးကဟောကြွားနှမ်းနေတဲ့အမှုရာကလေးပဲရှေ့ကိုတိုးနေတဲ့အမှုရာကလေးပဲအောက်ကိုချနေတဲ့သဘောတရားကလေးပဲအဲ့ဒီအမှုရာကလေးတွေရွေးရှားရွေးရှားသွားပြီတဲ့ခင်ဗျာသဘောတရားကလေးတွေတစ်ခုခုတစ်ခုကြောင်းလဲကြောင်းလဲသွားတာကိုအစ်စ်စ်ပေါ်လာတဲ့နတရားထပ်မှတ်ပြီးကြည့်ပြရမှာဖြစ်ပါတယ်အဲ့ဒီလိုကြည့်ပြတဲ့အခါမှာ ရုပ်ဆိုတဲ့သဘောတရားကလေးကအရှုပ်ခံတရားတိတိပေးနေတဲ့ဉာဏ်ကူးစီးတဲ့နတ်တရားကအရှုဉာဏ်တရားဖြစ်ပါတယ်။အဲဒီလိုပဲမိမိကြွားနာနေတဲ့အခါမှာပထမတော့ကြွားကျင်တဲ့စိတ်ကြောင့်ကြွားတယ်၊တန်းကျင်တဲ့စိတ်ကြောင့်တန်းတယ်၊ချကျင်တဲ့စိတ်ကြောင့်ချတယ်။နာငါရည်ဖြစ်တဲ့ယောက်ကလောက်ကလိုက်တယ်။ဒါပေမဲ့အရှင်ရသွားတဲ့အခါကျတော့ ကြွရတဲ့စိတ်တွေဆိုင်ရင်လည်းစိတ်တွေတိတဲ့ပေါ်လာတာကိုသတိမထားမကြောက်ဘဲနဲ့ခြေတော်ကလေးကြွလာတယ်ကြွလာမှသိတယ်ခြေတော်ကလေးရှိကိုတိုးသွားရင်တိုးသွားမှသိတယ်ခြေတော်ကလေးအောက်ကိုချရင်ချာမှသိတယ်ယုံတရားကရှိကတော့နန္တရားကတော့လိုက်ပြီးတော့ချက်ချက်မှသွားပြီးပြီးနေတဲ့သဘောပေါ့အဲ့ဒါလို့သိပြီးလိုက်တဲ့အခါရေရှားနေတဲ့ယုံကြည်အကြောင်း အကြောင်းတရားဖြစ်ပါတယ်တိပိပင်းနေတဲ့ဓာတ်တရားကလေးကအကျိုးတရားဖြစ်ပါတယ်အကြောင်းနဲ့အကျိုးဒီတရားတစ်ပါးမိမိရဲ့တဏ္ဍာမှာပူပေါင်းပြီးတော့ဆောင်ရွက်နေကြတယ်လို့အဲ့ဒီလိုသဘောပေါက်လိုက်တာအဲ့ဒီအခါမှာမိမိကတဏ္ဍချင်းတဏ္ဍချင်းနှာနေတဲ့ရုပ်ခန္ဓာရုပ်ရဲ့သဘောတိပိပင်းနေတဲ့နာခန္ဓာနာရဲ့ အဲ့ဒီသဘောလေးကိုခြုံငုံပြီးတော့ဟောတာယုတ်တရားနဲ့တရားကြွနိုင်ခြင်းဆိုတဲ့အမှုရာကိုဆောင်ရွက်နေတာပဲဒီလိုထပ်ဆက်ပြီးတော့ပြပေးလိုက်တာဒီလိုပြပေးလိုက်ခြင်းအဖြစ်မိမိရဲ့တန်တမ်းပါဘဝမြတ်စွာသန္တရာကသိရတဲ့ငါသွားတယ်ငါလာတယ်ငါရှိတတ်တယ်စသဖြင့်ငါဆိုတဲ့အစွဲလေးဟာတစ်ဖြည်းဖြည်းနဲ့ကင်းကွာသွားပါတယ် ယုတ်သဘောနဲ့နတ်သဘောကိုသဘောပေါက်လာသည်ဖြစ်ကြရနာမရူပပြိစိရတံလေးကိုရပြီးတော့အမှားမြင်တဲ့ဒိဋ္ဌိအမြင်ကလေးတွေလည်းပဲတစ်ဖြည်းဖြည်းကင်းစင်တော့ပါတယ်နာမရူပပြိစိရဉာဏ်ရတဲ့အချိန်ကဒိဋ္ဌိဝိသုဒ္ဓိဖြစ်တဲ့အချိန်ပါပဲဒိဋ္ဌိကင်းစင်တဲ့အချိန်ပါပဲသို့တော်အဲ့ဒီဒိဋ္ဌိကင်းစင်ခြင်းဟာတကယ်တမ်းလုံလောက်ဆယ်မှာ ဝိပဿနာဉာဏ်နဲ့ဖိသိမ့်တယ်လို့ပြောလို့မရသေးပါဘူး။ဒါပေမဲ့လို့ကြွားသနေတဲ့အမူအရာပေါ်မှာငါသွဲလေးတွေတော့กินနေပါလေ။ပုဂ္ဂိုလ်တ attva ဆိုတဲ့သွဲလေးတွေတော့กินနေပါလေ။ငါလည်းမဟုတ်ဘူး၊သူလည်းမဟုတ်ဘူး၊ပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူး၊ယောက်ျားမိန်းမလည်းမဟုတ်ဘူး။ယုတ်တရားနဲ့နတ်တရားအစွေးဝိညာဉ်သာဖြစ်တယ်။အဲဒီလိုမိမိစိတ်ထဲမှာခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တိုင်းဖြစ်နေတယ်။ အဲ့ဒီယောဂီအနန္တရားတို့ရဲ့ဖြစ်သဘောပြသဘောကိုလည်းပြီးပုံရမခက်တော့ပါဘူးယောသဘောနာသဘောတို့ရဲ့ဖြစ်သဘောပြသဘောကိုသိပြီဆိုရင်အဲ့ဒါဝိပဿနာဉာဏ်ဖြစ်ပါတယ်ဒီတော့ဝိပဿနာဉာဏ်ဖြစ်ဖို့ရဆိုတာကပထမဆုံးယောသဘောနာသဘောကိုသိအောင်ကြိုးစားရမယ်ယောသဘောနာသဘောကိုသိရင်ဒိဋ္ဌိပိဋိဒါကင်းစင်ပါတယ်အဲ့ဒီယုတ်ဒီအဲ့ဒီနာဒီဘယ်လိုဖြစ်လာလဲ ဘလုကဖန်ဆင်းလို့ဖြစ်လာတယ်ဘလုကပြုပြင်လို့ဖြစ်လာတယ်ပုဂ္ဂိုလ်သတ္တဝါရဲ့ဖန်ဆင်းမှုကိုဒီနေရာမှာလုံးဝမတုံ့တက်ခဲ့နဲ့အကြောင်းကြောင့်အကျိုးတရားတွေဖြစ်နေတယ်အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့ဖြစ်နေတာပဲလို့အကြောင်းအကျိုးပေါ်မှာဉာဏ်ရှင်းသွားမယ်ဆိုလို့ရှိရင်ဘာကြောင့်ဖြစ်ပါလိမ့်မလဲဆိုတဲ့သံတရားဝိသေကိစ္စာတွေလည်းပဲ တပြိုင်တည်းကင်းစင်သွားမှာဖြစ်ပါတယ်။ယုံနာကိုယုံနာမှသိစဉ်တုန်းကဒိဋ္ဌိကိလေသာကင်းစင်တယ်။အကြောင်းအကျိုးဆက်တယ်မှုကိုသိတော့ဝိသကိသာကိလေသာကင်းစင်ပါလေ။ဒိဋ္ဌိကိလေသာကင်းစင်တဲ့အချိန်မှာဒိဋ္ဌိကိတ္တိဖြစ်တယ်။ဝိသကိသာကိလေသာကင်းစင်တော့သင်္ခါဝိသဒနာကိတ္တိဖြစ်ပါလေ။အဲ့ဒီဝိသုဒ္ဓိနှစ်ပါးဟာဝိပဿနာဉာဏ်ဖြစ်ပေါ်ရတဲ့အခြေခံတရားတွေပဲ။ဒီဉာဏ်နှစ်ပါးရသွားပြီဆိုမှ ရောက်လာရဲ့ဖြစ်သဘောဖြစ်သဘောကိုရှုမြင်သုံးသပ်လိုက်နိုင်တဲ့ဘုဒ္ဓယာမယဉာဏ်လို့ခေါ်တယ်။ဖြစ်ပြမြင်တဲ့ယထာဘုဒ္ဓဉာဏ်ဧကရမှာဖြစ်ပါတယ်။ယထာဘုဒ္ဓဉာဏ်သာရသွားမယ်ဆိုရင်ယောဂီများရဲ့သိညာကမ္မဋ္ဌာန်းစိပြမှုကဝိပဿနာဉာဏ်ဆင့်သို့ရောက်နိုင်ပါပြီ။ဒါကြောင့်ယောဂီပုဂ္ဂိုလ်များဟာထိုင်ခြင်းအရာပုံမှန်ဝိပဿနာဉာဏ်ဖြစ်အောင် ကြိုးစားနိုင်တာမဟုတ်ပဲねယခုလိုသိညာကမ္မထာသိချမ်းတဲ့အချိန်မှာလည်းဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားတတ်ပါလေပရမသောဉာဏ်ရုပ်ရဲ့သဘောကိုပိုင်အောင်ကြည့်ပါသွားခြင်းသာကဉာဏ်တရားသွားနေတာကဉာဏ်တရားဉာဏ်တရားနဲ့ရုပ်တရားသွားခြင်းအမှုရောက်ဆောင်ရွက်နေတယ်ဒီလိုမျိုးရှိပါဒုတိယအကြောင်းကြောင့်အကျိုးတရားဖြစ်ပေါ်လာဖို့ အကြောင်းလေးကိုဆက်သွင်းပြီးတော့ဆောင်ရွက်နေဖို့ကိုကြောင်းကြည့်ပါပါရမန္တရားလေးကိုတော့အကြောင်းကြောင်းယုံတရားကလေးတွေတွေ့ရှားသွားတယ်မြင်သက်သွားတယ်အပေါ်ကမြောက်လာတယ်ရှေ့ကိုတို့သွားတယ်အောက်ကိုချလိုက်တယ်ဒါလေးကနန္တရားရဲ့ပယောကမပြင်းပါဘူးနန္တရားရဲ့အကြောင်းကြောင်းယုံတရားဆိုတဲ့အကျိုးတွေဖြစ်နေတာပါအဲ့ဒီကြောင်းကြောင်းဆက်သွင်းဖို့ကိုသဘောပေါက်လိုက်တယ် အကြောင်းဘောင်းမှညာရှင်းသွားတဲ့အတွက်ဝိသကိစ္စကိလေသာလည်းပဲလုံးဝပြည့်စုံတော့မှာဖြစ်ပါတယ်။အဲဒီလိုဒိဋ္ဌိကိလေသာလည်းပြင်းဝိသကိစ္စကိလေသာများလည်းရှင်းပြီးတော့မိမိရဲ့ကြွားနှံနေတဲ့ရုပ်ခန္ဓာအမှုရာပေါ်မှာသုသက်ပြီးတော့ရှင်းလိုက်လို့ဆိုရင်ကြွားနှံနေတဲ့ရုပ်ခန္ဓာအမှုရာကလည်းပဲပုဂ္ဂိုလ်တရားမပါဘူးယောက်ျားမင်းမမပါဘူးသူပေါ်မှာရှိတဲ့မပါဘူးပထဝီယာဘုဒ္ဓသောဘာယောဆိုတဲ့ ဓာတိဘသုဝေနဲ့ကုသောင်းပြီးတော့ယုတ်တရားကလေးတွေလှုပ်ရှားနေတာပဲယုတ်တရားကလေးတွေမြင်တတ်နေတာပဲအဲ့ဒီလှုပ်ရှားနေတဲ့ယုတ်တရားကလေးဟာတဏှာနဲ့တဏှာကုပြောင်းမရှိပါဘူးကြွနေတဲ့ကာလမှာရှိတဲ့ပေါ်လာတဲ့ယုတ်ဒီကြွနေတဲ့ကာလမှာပဲဖြစ်ပေါ်တော့ပါပဲနှမ်းတဲ့အချိန်ကြီးမရောက်ပါဘူးနှမ်းနေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ယုတ်ဒီနှမ်းနေတဲ့ကာလမှာပဲ 6ကြောက်ပြည့်စုံသွားပါတယ်။အောက်ကိုချလိုက်တဲ့အချိန်ချင်းမရောက်ပါဘူး။ဖြစ်ပေါ်လာတဲ့အချိန်မှာပဲဖြစ်ပေါ်လာတဲ့နေရာမှာပဲအဲ့ဒီရောက်တရားကလေးတွေ6ကြောက်ပြည့်စုံသွားတာဖြစ်ပါတယ်။ချုံနေကြတာပါပဲ။ခြေတော်လေးကြွားတယ်လို့သိတဲ့အသိသိတဲ့ဉာဏ်တရားတွေသိပြီးနေရင်သိပြီးချင်းအဲ့ဒီနေရာမှာပဲ6ကြောက်ပြည့်စုံသွားတာဖြစ်ပါတယ်။ခြေတော်ကလေးတန်းတဲ့အချိန်ဉာဏ်တရားကြီးပေါင်းတော့ပါ ခြေတော်ကလေးစမ်းလာလို့သိတဲ့တရားတွေခြေတော်ကလေးစမ်းနေချိန်မှာအသိဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီနတရားကလည်းပဲခြေတော်ကလေးစမ်းလို့မှပဲဖြစ်ပြီးတော့လမ်းလမ်းမှပဲချောက်ပြောက်ပြည့်စုံတော့တယ်။ခြေတော်ကလေးအောက်ကိုချားလိုက်တဲ့အချိန်အထိပတ်တော်ပါဘူး။ခြေတော်ကလေးအောက်ကိုချားလိုက်တဲ့အချိန်မှာနတရားကလေးအသိဖြစ်ပေါ်ပါတယ်။အဲ့ဒီလိုပေါ်လာတဲ့နတရားကလည်းပဲအဲ့ဒီအချိန်မှာပဲဖြစ်ပြီးတော့ အဲ့ဒီအချိန်မှာပဲပြတ်သွားတာပါ။နောက်ခြေတမန်တန်းတဲ့အဆင့်အထိခိုက်ခိုက်တည်တတ်နေတဲ့ဓာတရားရဲ့သုံးတရားမရှိပါဘူး။ဒီတော့ယုံတရားကလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်။ဓာတရားကလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့အမြဲတမ်းပေါက်ပြက်ပြစီနေတဲ့သဘောတရားကလေးတွေပါပဲ။ဉာဏ်ထဲမှာသင်ခြင်းသုံးသပ်လိုက်နိုင်တယ်ဆိုရင်အဲ့ဒါဝိပဿနာဉာဏ်ဖြစ်ပါလေ။အေးအဲ့ဒါကြောင့်ယောဂီတို့ပေါင်းတော်ကောင်းတို့ဟာ ထိုင်ရင်းဣရိယာပုံမှာသာဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားလို့ရတယ်လို့မထင်မှန်ပဲလေယခုလိုသိညာကပ္ပဒါဆက်ပြနေတဲ့အခါမှာလည်းပဲဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားလို့ရတယ်ဒီလိုသဘောပေါက်ပြီးတော့ဖြစ်ပြနေမယ့်အောင်ကြည့်ပါ ဖြစ်ပြတဲ့ဘောအောင်ကြည့်ပါဖြစ်ပြတဲ့ဆောက်အောင်ကြည့်ပြီးတော့သိညာကပ္ပဒါဆက်ပြတဲ့အချိန်မှာပဲလေဖြစ်ပြသေးမင်းဖြစ်ပြသေးမောဖြစ်ပြတဲ့ဆောက်နေတဲ့ သောတာပတ္တိဝိညာဉ်ရအောင်နိဗ္ဗာန်ချမ်းသာမျက်ပေါက်ပြုနေအောင်ကြိုးစားကြပါဘုန်းကြီးများတိုက်တော်လိုက်ပါလေ